ီကင်မရာကကျွန်တော်လက်ရှိကင်ဘူးသမ ्या ထဲမှာဖုန်းအကောင်းဆုံးပဲ Vivo ဖုန်းကိုပထမဆုံးစကင်မဲ့သူဆိုရင်တော်တော်လမ်းပြောင်းမဲ့ကင်မရာပဲဒီနေ့တော့ Vivo H200 Pro ကင်မရာရဲ့ဖုန်းကို review လုပ်ပေးမယ်ခုတ်ပါဦး Vivo H200 Pro ဖုန်းရဲ့ကင်မရာကို review လုပ်ပေးမယ်ဟယ်လိုမတွေ့ရတော်တော်လေးကိုကြာသွားပြန်ပြီ ဒီစကားကကျွန်တော်ဗီဒီယိုအစ်စ်တင်လိုက်ပြောနေကြစကားလိုဖြစ်နေပြီနော်ကျွန်တော်ဗီဒီယိုတပုတ်တင်ပြီးတိုင်းပျော့ပျော့သွားတာဆိုတော့နောက်တစ်ခါဗီဒီယိုတပုတ်လာတင်ရင်မတွေ့ရတော်တော်လေးကိုကြာသွားပြီဆိုပြီးတော့ပြောနေကြစကားလိုတော့ဖြစ်နေပြီနော် အဲဘာကြောင့်ဗီဒီယိုမတင်ပြရလဲဆိုတော့ဒါရီရထားပါအကြောင်းပြချက်တွေလည်းမပေးချင်တော့ဘူးเนาะဒီဖုန်းကင်မရာရီဗျူးဆိုတာကကျွန်တော် hardware ဘိုင်းဆိုတာထက်ကျွန်တော် software ဘိုင်းကိုအဓိကပြောချင်တယ်ဗောနော် hardware ဘိုင်းကကြတော့အရှိမကျွန်တော်ဖုန်း review လုပ်တဲ့လူတွေတော်တော်များများပြောခဲ့ပြီးဒီဖုန်းကအဲဒီ main camera ဘယ်လိုမျိုး detail ကောင်းတာတယ်လီယာဘယ်လို detail တွေကြံတာဘာညာရရတော့ကျွန်တော်အဓိကမပြောတော့ဘူးဒီဖုန်းเนี่ยဓာတ်ပုံစာရိုက်မဲ့သူဆိုရင်တော်တော်လေးကိုတိုင်ပတ်လိမ့်မယ်လမ်းပြုတ်တဲ့ဖုန်းလို့တော့ပြောလို့ရတယ်ဗောနော် ဘယ်မုတ်မှာထားပြီးတော့ဘယ်ဖီတာနဲ့ရိုက်လို့ရိုက်ကမဲ့မတိလောက်အောင်သူ့မှာပါတဲ့ကင်မရာဖီချာတွေ AI ဖီချာတွေတော်တော်လေးကိုများတယ်အဲအကြောင်းမလို့လဲလမ်းပြောက်တဲ့ဖုန်းလိုတော့ပြောချင်ပြောလို့ရတယ်ဗောနော်အဲ့လောက်ကြီးဖီချာတွေစုံစစ်နေပြန်တော့လဲပျော်ဖို့ကမကောင်းတော့ပြန်ဘူးအဲ့ဒါအပြင်မှာဒီကင်မရာ app မှာဗောနော် street photography ရိုက်ဖို့နောက်ထပ်ကင်မရာ app တစ်ခုကပါသေးတယ်အဲ့ဒါအကြောင်းမလို့ဆက်ဆက်သုံးမဲ့သူဆိုရင်သူ့မှာပါတဲ့ကင်မရာဖီချာတွေဖေးတိုင်းနဲ့ဆိုတော်တော်လေးရှုပ်နေလို့ခံစားလိုက်ရမယ်ဆိုတော့အဲ့ဒါတွေကိုရှင်းမယ်ကဲစမယ် ဒါကကျွန်တော်ရဲ့ပထမဆုံး Vivo phone Vivo ကိုကျွန်တော်အခု H200 Pro မှာစပြီးတော့သုံးဖို့တာကျွန်တော်ကအရင်အရှိမှတုန်းကဆိုရင်ကျွန်တော် Oppo phone တွေပဲသုံးတယ်ဗောနော်ကျွန်တော်ရဲ့ main daily driver ရော secondary phone ရောရှိသမျှ phone တွေအကုန်လုံးက Oppo တွေကြီးပဲသူ့ရဲ့ camera ဝိုင်းရောကြည့်လိုက်မယ်ဆိုရင် camera လေးလုံးပါလို့ထင်ရတယ်တကယ်ကကင်မရာကသုံးလုံးပဲဒီနေရာကတော့အပေါ်ကြီး200 megapixel လို့ရေးထားတယ်။တချို့ဖုန်းတွေမှာဆိုရင်အဲ့လိုမျိုးနေရာကကျွန်တော် flat light ထည့်ထားတယ်ပေါ့နော်။ ကင်မလေးလုံးဒီဇိုင်းပုံစံဖန်းကျင်တာနဲ့အဲဒီတလုံးကနေရာမှာကျွန်တော် flash light တွေ flash flash light တော့ဖြစ် flash light တွေကျွန်တော်ထည့်ထားလေးရှိရမှာနော်ဒီကောင်ကကျွန်တော် flash light ကိုတက်တက်တနေရာထားထားတယ်အဲဒီနေရာမှာကဒီတိုင်းအပေါက်ကြီးတက်မှထားကျင်တော့သူက200 megapixel ဆိုပြီးတော့ထားထားတယ်တကယ်တော့၃လုံးပဲပါလဲဆိုရင်ကင်မ၃လုံးဒီဇိုင်းလုံးလို့ရတယ်လေဒီလိုအဝိုင်းလောက်ချင်လဲဒီအပေါ်မှာတလုံးအလေတော့မှတလုံးထားလိုက်ပါနော်သူကအဲ့လိုမလုပ်ထားပဲနဲ့ဒီကင်မလေးလုံးဒီဇိုင်းပုံစံဖန်တာတယ်အဲ့ဒီဒီဇိုင်းတော့ကျွန်တော်မကြိုက်ဘူး ဒါကလည်းသူတို့အကြောင်းရှိတော့ပဲအဲ့လိုလုပ်တယ်လို့ပဲထင်ပါတယ်သူတို့ကတော့ဒီ technician တွေဆိုတော့ပို့ပြီးတော့နားလည်မှာပေါ့နော်ကျွန်တော် ကတော့ဒီထက်စာရင်အဲ့လိုသုံးလုံးဆိုရယ်သုံးလုံး design လေးကိုလှုပ်တာကတော့ပို့ပြီးတော့သဘောကျတယ်ပြီးတော့သူ့ရဲ့ camera van ကြီးကတော်တော်လေးကိုထူတယ်ပေါ့နော်ထူမှထူလဲထူချင်စရာပဲလေသူ့ရဲ့ဒီ tele periscope camera ကြီးဒါနည်းနည်းတော့ဟာကြီးမှမဟုတ်တာအကြီးဆိုတော့သူဒီချက်ပါလို့မရတော့လို့ပဲဒီတော့တော့လှုပ်ထားရလို့ထင်တယ်ပေါ့နော်ဒါတော်တော်ကြီးကိုကြီးတယ် သူ့ရဲ့ကင်မရာသုံးလုံးက15 megapixel main camera ရဲ့နောက်တစ်ခုက200 megapixel periscope lens ပေါ့နော်နောက်တစ်ခုကကျတော့50 megapixel ပဲသူက ultra wide သူ့မှာ collaboration အနေနဲ့ကတော့ zeiss နဲ့ပေါင်းထားတယ်ကျွန်တော်တို့ photographer တွေ videographer တွေဆိုရင် zeiss lens ကိုတော်တော်လေးကိုကြိုက်ကြတယ်ပေါ့နော်ကျွန်တော်လည်းဒီ hazard blade ဆိုင် site ကိုပို့ပြီးတော့ကြိုက်တယ်ဗောနော် site ကကျွန်တော်တို့ဒီ camera တွေ DSLR ရဲ့ lens မှာဆိုရင် delay တွေပို့ကောင်းတယ် sharpness ပို့ကောင်းတယ်ဆိုပြီးတော့ ငွေမဲ့ကြီးတဲ့လမ်းတစ်ခုပဲပေါ့နော်ဒါကတော့ hardware အပိုင်းပေါ့နော်ကျွန်တော်အဓိကကင်မရာ software အကြောင်းပြောမှာဆိုတော့သူ့ရဲ့ကင်မရာ software အပိုင်းလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြမယ် H200 Pro ရဲ့ရိုးရိုးဖိုတိုမှုမှာဆိုရင်0.68 wide ပေါ့နော် ultra wide ပေါ့ ultra wide ကနေပြီးတော့ 100h tele ထိ range တွေပြောင်းပြီးတော့ရိုက်လို့ရမယ် ဖေဒါရီအနေနဲ့ကတော့ပုံမှန်ပါနေကြဖေဒါရီပဲဆိုတော့တိတ်ပြီးတော့မထူးဆန်းဘူးတခုအားသာတာကကျွန်တော်တို့ဓာတ်ပုံမရိုက်ခင်မှာ brightness တွေ saturation တွေ sharpness တွေကိုအရင်ချိန်ထားလို့ရရယ်ဗောနော်ချိန်ပြီးတော့မှကျွန်တော်တို့ရိုက်လို့ရတယ်အဲ့ဒါကတချို့ဖုန်းတွေမှာဆိုမပါဘူးလို့ကျွန်တော်ထင်တယ်ဗောနော်ကျွန်တော်ရိုက်ပြီးတော့မှဒီ sharpness ပြန်တင်တာလို့ဘာလို့ကပြန်လုပ်ကြတာဆိုတော့သူ့မှာအဲ့ sharpness တွေ saturation တွေကျွန်တော် brightness လေးတွေကိုဟိုမရိုက်ခင်တွေကပြန်ချိန်လို့မရိုက်ခင်တွေကချိန်ထားလို့ရတဲ့အဲ feature တခုပါတယ်ဗောနော် ဒါလေးကတော့တော်တော်လေးကိုမိုက်တယ်နောက်တစ်ခုအနေနဲ့ v base texture ကျွန် neutral site neutral ပေါ့နော်အဲ့သုံးခုလည်းရွေးလို့ရအောင်ပဲ color စိုးစိုးလေးကြိုက်တဲ့လူဆိုရင်တော့ vivid ထားပြီးတော့ရိုက်ပေါ့နော် texture ကျတော့ detail လိုချင်တဲ့လူဆိုရင်ကျွန်တော် texture မှာထားပြီးတော့ရိုက် site neutral ကျတော့ဒါတဘာဝနဲ့အနည်းဆက်ဆုံးဖြစ်တဲ့ဒီ look လေးကိုရချင်တယ်ဆိုတော့ site neutral နဲ့ရိုက်ပေါ့နော်ကျွန်တော်ရဲ့ဒီ personal အရဆိုရင်တော့ကျွန်တော်က vivid လေးကိုပို့ပြီးတော့သဘောကျတယ်ကိုကတော့စမ်းရကြည့်ပေါ့နော်ကိုကဘာနဲ့အဆင်ပြေလဲဆိုတော့ ဒါကတော့ရိုးရိုးဖိုတိုမှုတိတ်ပြီးတော့မများစစထူးစမ်းတော့မရှိဘူး vivid texture စိုက်ညီထွင်နဲ့ကျွန်တော်စမ်းရိုက်ထားတဲ့ပုံလေးသုံးဖို့ကျွန်တော်ဒီမှာပြပေးလိုက်မယ် portrait photo ဘက်မှာဆိုရင် portrait landscape ဆိုပြီးတော့ landscape တွေရွေးလို့ရတဲ့ feature လေးတစ်ခုလည်းပါသေးတယ်ဗျအဲ့ဒီထဲမှာ range မျိုးစုံကိုမှ look မျိုးစုံရွေးလို့ရမယ် တခုချင်းစီဆင်းရိုက်ပြီးတော့ကိုကဘယ် look လေးကိုသဘောကျလဲဆိုတာကိုမှတ်ထားပါနော်ကျွန်တော်ကတော့ 50mm classic look လေးကိုပို့ပြီးတော့သဘောကျတယ်အဲ့ color လေးကကျွန်တော် time style ကို time color လေးနဲ့နည်းနည်းလေးဆင်တဲ့တော့ဒီဒီအစိမ်းဆိုလဲကျွန်တော်ဒီလိုအရင်စိမ်း number ဝဲနဲ့နည်းနည်းလေးအနုဘက်သွားတဲ့ look လေးမျိုးပေါ့ကျွန်တော်ကတော့အဲ့လို color လေးသဘောကျတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ 50mm classic portrait လေးကိုကျွန်တော်ဒီအများဆုံးရိုက်ဖြစ်တယ်ပေါ့နော်ပို့ပြီးတဲ့သဘောကျတယ်တခြားဒီ lens range တွေလက်ဆိုင် ပြီးတော့သူ့မှာဖေဒါရီနဲ့ထက်ယူလို့ရအောင်မယ်သူ့မှာပါတဲ့ဖေဒါရီကတခုမှပြည့်ရစရာမရှိဘူးတော်တော်လေးကိုအကောင်းနဲ့တော်တော်လေးလက်လှတယ်ကျွန်တော်ကအဲ့ look လေးတွေအားလုံးတဲကမှ Chris ဆိုတဲ့ look လေးကိုပို့ပြီးတော့သဘောကျတယ် Beauty FM မှာဆိုရင်တော့ဘာမှထားစရာတော့မလိုဘူးเนาะနမ်ထားတော့မှစကင်ကနည်းနည်းလေးစမှုဖြစ်နေပြီနေချွေလောက်ဆိုရင်တော့မှတော်တော်လေးကိုလှနေပါเนาะအဲ့နောက်ကဟာကတော့သွားပြီးတော့ထက်မထဲတော့ ਨੇ အဲ့ဒါဆိုရင်ကိုယ့်ရဲ့ရုပ်ကဒီတယုံမလိုလိုဘာလိုလိုဖြစ်သွားလိမ့်မယ်ပေါ့နော်အဲအကြောင်းမလို့ ဒီ beauty move ကတော့ကျွန်တော်ဆိုပိတ်ပြီးတော့ရိုက်တယ်ပိတ်ရိုက်တော့မှသူက fade eye ပိုင်းထည့်ထားတာဆိုတော့ beauty move ကအွန်ထားတလို့တော့ဖြစ်နေပြီပေါ့ဗျာအဲ့တော့ယောက်ျားလေးဆိုရင်ပိတ်ရိုက်တာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ် portrait photo ဖြစ်တဲ့အတွက်ကျွန်တော်နောက်ကဒီဝါနေတဲ့ the coffee bouquet flash လေးကိုလည်းဒီမှာရွေးလို့ရတဲ့ side bouquet flash ဆိုပြီးတော့ထပ်ပါသေးတယ်။နောက်ကဝါနေတဲ့ bouquet တွေကိုအဝိုင်းလေးပဲထားမှာ3ခန်းလေးပဲထားမလား။3ခန်းနဲ့အဝိုင်းနဲ့ရောထားတဲ့ဘဲဥပုံစံအချုံလေးပဲထားမလား။အဲကြိုက်တယ်လို့ထားလို့ရတဲ့ကျွန်တော် bouquet လေးကြီးလည်းအများကြီးပါသေးတယ် ကျွန်တော်အနေနဲ့ကတော့စင်ဒီဖလဲလေးနဲ့ရိုက်တာပို့ပြီးတော့သဘောကျတယ်။ဘိုခေအနေမြောက်ကိုလည်းအပေါ်ကဘားလေးနဲ့ကျွန်တော်လိုအပ်လို့အတိုးလျှော့လို့ရတယ်။အဲ့လိုမှမလို့ချင်ဘူးရိုက်ပြီးသွားပြီဆိုရင်လေကိုကြိုက်တယ်ရှေ့ပဲဝါမလားရှေ့ပဲကြည်မလားနောက်ပဲဝါမလားနောက်ပဲကြည်မလားရှေ့ကြည်နောက်ဝါအရှေ့ဝါနောက်ကြည်ကြိုက်တယ်လို့အတင်းမှာပြန်ပြီးရောချင်လို့ရသေးတယ်။ဒါကတော့ကျွန်တော်ရိုက်ထရတေချာမချိန်ထားမှုဘူးဆိုရင်ကျွန်တော်အတင်းမှာပြန်ပြီးရောချင်လို့ရရပါတော့။အဲ့ရလေးကလည်းတော်တော်လေးကိုမိုက်တယ်။ ဆယ်ဖီဘက်မှာဆိုလဲရွေးချယ်စရာဖီတာလေးတွေလည်းအများကြီးရှိသေးတယ်။ဆယ်ဖီဆိုရင်လဲအဲ beauty effect ကိုနမ်ထားပြီးတော့ရိုက်ပေါ့နော်။ယောက်ျားလေးအနေနဲ့ဆိုနမ်ထားပြီးတော့ရိုက်မိန်းကလေးအနေနဲ့ဆိုရင်တော့နေထွေလောက်ထားရင်တော့တော်တော်လေးကိုအဆင်ပြေတယ်။အဲ့ထက်ထားပဲဆိုရင်လဲကိုယ့်ရုပ်ကိုယ်တော့မှတ်မှတ်မိတဲ့အနေထားလေးပါတယ်ဖြစ်သွားနိုင်တယ်ပေါ့နော်။နောက်ထပ်တစ်ခုဖြစ်တဲ့ landscape ဘက်မှာဆိုရင်လဲ long exposure တွေကျွန်တော်တို့ဒီ mixture media တွေရိုက်ဖို့ firework filter တွေနောက်ပြီးတော့ကျွန်တော်တို့ဘာလဲကျယ်တွေရိုက်ဖို့အတွက်ဒီ star tray တွေ အဲ့ function တွေလည်းပါသေးတယ်ဗောနော်အဲ့ကောင်လေးတွေရွေးပြီးတော့ကိုရိုက်ချင်တဲ့ဟာဒီရိုက်လို့ရသေးတယ်ဗောနော်ပြီးတော့ဒီ landscape ဘက်မှာဆိုရင်လည်း filter လေးတွေ၄၅ခုလောက်ပါသေးတယ်ဗျအဲ့ဒီတဲကမှကျွန်တော်ကဒီ green orange ဆိုတဲ့ဟာလေးကိုတော်တော်လေးကိုတဘောကြတယ်အဲ့ဒီ filter လေးနဲ့ရိုက်ထားတဲ့ပုံလေးကိုလည်းကျွန်တော်ဒီမှာပြပေးလိုက်မယ်ဗီဒီယိုမှာဆိုရင်လည်း 8K ကို 30fps ရိုက်လို့ရတယ်သူရဲ့ stabilization ကလည်းတော်တော်လေးကိုငြိမ်တယ်ဒီဟာဆိုရင်ကျွန်တော် cycle စီးနေနဲ့ကျွန်တော်ရိုက်ထားတဲ့ footage လေးဗောနော်တော်တော်လေးကိုငြိမ်တယ်တော်တော်လေးလည်းဒီကြည့်ရအဆင်ပြေတယ်ဗောနော် ဗီထိုကာလာကတော့နေထွေပဲရလို့ရတာဖြစ်တဲ့အတွက်သူကနေထွေတဲ့ကိုတောင်မှနည်းနည်းလေး saturation ကလျှော့သေးတယ်ပေါ့နော်ကျွန်တော်အကြောင်းစစလေးကြိုက်တယ်ဆိုရင်တော့ဗီဒီယိုကရိုက်မယ်ဆိုရင်အဆင်မပြေဘူးအတိတ်မှာပြန်ပြီးတော့အကြောင်းလေးပိုင်းပြန်တင်ရမယ်ပေါ့နော် saturation ပြန်တင်တာတို့ဒီ vibrate ပြန်တင်တာတို့ပေါ့ပြန်လုပ်ရမယ်ဒီမှာကျွန်တော်နမူနာလေးရှင်းပြပေးထားမယ်ပေါ့နော်သူ့ရဲ့ original ဗီဒီယိုဒီရိုက်ထားတဲ့ color နဲ့ကျွန်တော်ဒီဘက်မှာပြင်ထားတဲ့ color နဲ့ရှင်းပြပေးမယ် တော်တော့အကြောင်းစစလေးကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တော့ပြန်ပြင်ရတယ်သူရဲ့ဒီ original style design color video look ကိုတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ fader လည်းလောလောဆယ်ထည့်လို့မရသေးဘူးနောက် update မှာသူ fader ထည့်ပေးခြင်းလည်းထည့်ပေးလိမ့်မယ်ပေါ့နော်ကျွန်တော်အခုလက်ရှိသုံးနေတဲ့မြတ် color မှာတော့ video မှာတော့ fader ထည့်ပြီးရိုက်လို့မရသေးဘူး ရေရိုးဗီဒီယိုဘက်မှာဒါကာလာတွေကမွဲချောက်ပြီးတော့အဲ့လိုဖြစ်နေတာဗောနော်ဒီ portrait ဗီဒီယိုဘက်မှာဆိုရင်တော့တော်တော်လေးကို fine နဲ့ portrait ဗီဒီယိုမှာတော့ရဲတဲ့တာနဲ့ကာလာဆိုးဆိုးလေးတွေရတယ်ရွေးချယ်လို့ရတယ် filter လွတ်တယ်လည်းအများကြီးပါတယ်အဲ့ဒီထဲမှာမှနည်းနည်းထူးဆန်းဆန်းဆိုရင် retro look နဲ့နောက်ဆုံးက HK night ဆိုရင်လည်းတော်တော်လေးကိုမိုက်တယ် HK night ကကြတော့ကျွန်တော် slow shutter ပုံစံလေးဗောနော်အဲကျွန်တော်ဒီမှာပြပေးလိုက်မယ်အဲ့လိုလေးတွေပါသူက filter နဲ့ရိုက်လို့ရတယ်နောက်ပြီးတော့ကိုယ်စိတ်ကြိုက် color preset တွေကိုလည်းကျွန်တော်ဖန်တီးပြီးတော့အဲ့ဒီထဲမှာထည့်ထားလို့ရတယ်ဒါလေးရတယ်တော်တော်လေးကိုမိုက်တယ် နောက်တစ်ခုအနေနဲ့ concept ware တွေ first day ပဲသွားတဲ့သူတွေအတွက်ဆိုရင်ဒီ state ပေါ်ရိုက်ဖို့အတွက် state ဆိုပြီးတော့ camera feature တစ်ခုထပ်ပါသေးတယ်။အဲ့ဒီကောင်ကကြောက်တော့သူ့ရဲ့ periscope လမ်းကိုအဓိကသုံးပြီးတော့ရိုက်ပြတာပေါ့နော်။ state ပေါ်က movement တွေကိုဖမ်းဖို့တော်တော်လေးကိုမြန်ဆန်နေကျွန်တော်တို့ဒီ table လုံးမှာတတတတတအဲ့လိုရိုက်သွားလို့ရတယ် state move နဲ့ဆိုရင်ပေါ့နော်။ video ဘက်မှာဆိုရင်လည်း state video ပေါ့နော်။ကျွန်တော် zone တွေဆွဲ video ရိုက်တယ်ဆိုရင်လည်းနောက်က 4K ဖြစ်နေတာလေးဟာကျွန်တော်အရှိရာ portrait video တွေလိုမျိုး ော့ software နဲ့ poke လောက်တာမဟုတ်ဘူးတကယ် LAN ကရတဲ့ poke အတိုင်းကိုကျွန်တော်နောက်ကဝဝလေးဖြစ်နေတာပါနော်အဲ့ဒါလေးကတော်တော်လေးကိုကြည့်လို့တေတက်ပြီးလှပါတယ်ပါနော်တကယ် asset ဆိုတော့ micro ဆိုရင်သူက tele lan ကိုအဓိကသုံးပြီးတော့ကျွန်တော် micro ရိုက်တာပါနော်ကျွန်တော်တို့အရင်တုန်းကဆိုရင် micro ရိုက်မယ်ဆိုရင်ကျွန်တော် white lan နဲ့ကျွန်တော်ရိုက်ချင်တဲ့တက်တက်လေးကိုကတ်ပြီးရိုက်ရတယ်ပါနော်ဒီကောင်ကျွန်တော် tele ကိုသုံးတာဖြစ်တဲ့အတွက်အဲနည်းနည်းဝေးဝေးကမထားပြီးတော့ကျွန်တော်တက် tele ကိုဆွဲပြီးတော့ရိုက်တာပါနော်အဲ့လိုမျိုးသူက approach back ကိုကျွန်တော်သွားထားတာ အဲ့ဒါဘာကိုကောင်းလဲဆိုတော့ကျွန်တော်ကဲ့တဲ့ခါကျရင်ကျွန်တော်ဖုံးရဲ့ဒီကွယ်ပြီးတော့ lighting ကွယ်သွားတာကြီးဘာကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဒီ zone ရဲ့ကတာဖြစ်တဲ့အတွက်ကျွန်တော်ကာဒီလို lighting ကွယ်သွားတာကြီးဘာမရှိတော့ဘူးကိုဂျိုက် messenger ကိုကျွန်တော်တေချာလေးကျွန်တော်ချိန်ပြီးတော့ရိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ tele နဲ့ micro writer ကိုတော့ပို့ပြီးတော့အဆင်ပြေလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်သူမှာ street photography ရိုက်ဖို့အတွက် hide ထားတဲ့ကင်မရာလေးတခုရှိတယ်ဗျာ။အဲ့ဒါကကျွန်တော်လည်းစသသုံးကျွန်တော်မတွေ့ဘူး။ ူကဘာမှလဲဆိုတော့ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ခလုတ်ရဲ့အောက်မှာမြားလေးရှိတယ်အဲ့ကောင်လေးအပေါ်လေးဆွဲတင်လိုက်အဲ့ခါကျရင်သူက street photography ဆိုပြီးတော့ကင်မရာဒီ software တစ်ခုထပ်ပေါ်လာရေပေါ့နော်အဲ့ဒါကလည်းဒီကင်မရာ app ထဲမှာပဲအလုပ်လုပ်တာပေါ့နော်ဒီနောက်ထပ် layer တစ်ခုပေါ့အဲ့ထဲမှာဆိုရင်ကျွန်တော် pro မှုကျွန်တော်ချေလို့ရမယ်ဒီ street photo အတွက်ကျွန်တော် manual ပေါ့နော်ကျွန်တော်ကြိုက်လို့ကျွန်တော်ချေလို့ရမယ်ကျွန်တော် look လေးလည်း၃လေးမျိုးတော့ပါတည်တယ်ပေါ့နော်အဲအဲ့ဒါလေးလည်းစမ်းကြည့်လို့ရတယ်ကျွန်တော်ကတော့အဲ့ကောင်တိတ်ပြီးတော့မသုံးပြဘူး ဒီသူရဲ့ original ဒီ main software နဲ့တော်တော်လေးကိုအလုပ်ဖြစ်နေပြီပေါ့နော်ဓာတ်ပုံပြင်လို့ရတဲ့ AI feature တွေမှာဆိုရင်လည်းကျွန်တော်တို့ခုနောက်ပိုင်းခေတ်စားနေတဲ့အဲလူကို remove လုပ်လိုက်တာကျွန်တော်မလို့ရင်တဲ့ဟာတွေကို remove လုပ်ပြီးတော့ဖြောင်းပစ်လိုက်တာတွေကျွန်တော်တို့ဒီဝါးနေတဲ့ပုံတွေကိုကြည်အောင်လုပ်တာကျွန်တော်တို့ရဲ့ subject ကိုအဲဒီနေရာမှာကျွန်တော်တို့ subject မကြိုက်ဘူးဆိုရင်တခြားနေရာပို့တာအဲ့လိုမျိုးလုပ်လို့ရတဲ့ AI feature တွေလည်းပါတယ်နောက်ပြီးတော့ AI နဲ့ကျွန်တော်တို့ရဲ့ဒီ background ကိုအကျယ်ကြီးချဲလိုက်တာကျွန်တော်တို့ပုံကို တို့ AI နဲ့အစားထိုးလိုက်တာအဲ့ဒါလေးလည်းအကုန်လုံးပါတယ်အဲ့လောက်ကြီးများလို့လဲဓာတ်ပုံပြင်တဲ့ခါကြာရင်ဘာကိုထည့်ပြီးတော့ဘာလုံးလုံးလောက်ရမှန်းကိုမတည်ဘူးတော့ဖြစ်တယ်ပေါ့နော်ပြီးတော့သူကရိုက်ပြီးတဲ့ခါကျရင်ထက်ထဲဖို့ filter တွေကတပြုတ်ကြီးပေးထားသေးတယ်အဲ့ဒါကမှအားမရသေးဘူး event ဆိုပြီးတော့နောက်ထပ် camera app တစ်ခုသူ့မှာထက်ထည့်ပေးထားသေးတယ်အဲ့ဒီမှာလဲဒီ filter ပေါင်းတွေကနဲနော်တော့မဟုတ်ဘူးတခြား camera app တစ်ခု download ပြီးထည့်စီရမလို့လောက်အောင်ကိုသူ့မှာတော်တော်လေးကိုများတယ် အဲ့ဒါကြောင့်မလို့ဓာတ်ပုံပြင်တဲ့အခါဘာလှုပ်လို့ဘာကင်ရမလဲဘာထည့်ဘာပြင်ရမလဲမသိတော့လို့ဘာမှမပြင်တော့ဘဲနဲ့ဒီတိုင်းပဲထားလိုက်တာတော့ပိုခေါင်းမယ်တော်တော်ထင်တယ်ပေါ့နော်